စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတယ်စိတ်ချမ်းသာတယ်လို့မအောင်မေ့နိုင်နဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်ဒီလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကနော်စိတ်ချမ်းသာတဲ့လူကလည်းတောကတွေပူတယ်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်နော် ပစ္စည်းဥစ္စာအတွက်သောကဖြစ်တယ်။သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်သောကဖြစ်ရတယ်။နော်။ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်သောကဖြစ်တယ်။တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်သောကဖြစ်တယ်။အားလုံးဟာသောကလေးတွေနဲ့ယူနေကြ။အဲ့ဒီသောကဆိုတာဒေါမနတပဲ။ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့။အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့။အေးဒါကြောင့်မလို့ တော့ကကင်းအောင်နေချင်လို့ရှိရင်မလုပ်ရမလဲလို့ဆိုရင်တွေ့တမှုတွေကိုရှော့ရတွေ့တမှုရှိလေလေတော့ကကြီးလေလေတွေ့တမှုကြီးလေလေတော့ကကြီးလေလေတွေ့တမှုရှိသူတိုင်းတော့ကရှိတယ်ရှောင်လဲလို့မရသိပြင်ရှိရင်သိရိပ်ရှိမှာပဲပေါ့ဘာဖြစ်လို့တော့ဆိုတော့ကဆိုတာတွေ့တမှုရဲ့အရေးပဲဒီကတွေ့တမှုကိုမဖြောက်ဖဲနဲ့တော့ကဆိုတာဖြောက်လို့မရဘူးတဲ့နော် စဉ်းစားကြည့်ပေါ့ဒီတဲ့ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်ကိုကအိမ်တစ်လုံးပိုင်ထားတယ်ဆိုပါစို့ဟောအဲ့ဒီအိမ်တစ်လုံးပိုင်ထားတဲ့အခါဆောင်းရသည်တို့လွေရသည်တို့ဗမာပြည်မှာဒီကမိကခဏတလောင်တတ်တယ်မဟုတ်လားမိမစိုးရင်ရဘူးလားစိုးရင်လည်းဆိုကြတဲ့တော့ကပဲကိုယ့်အိမ်မှာမိစိုးရင်ရဟောစိုးရင်နေတာတော့ကကဲအဲ့ဒီအိမ်လေးကိုကြိုက်တဲ့ဈေးရလို့ရောင်းပလိုက်တယ် ရောင်းပလိုက်တဲ့အခါကျတော့အဲ့ဒီအိမ်လေးပေါ်မှာတောကဖြစ်သေးလားဘာလို့လဲကိုမမပိုင်တော့တာကိုဟာလို့မတတ်မှတ်တော့ဘူးလေအဲ့တော့ကိုဟာလို့တတ်မှတ်မှတောကဆိုတာဖြစ်တာအဲ့ဒါကြောင့်မလို့အဲ့တော့တလောကလုံးကိုကိုဟာလို့မတတ်မှတ်နဲ့ကိုကိုကိုတောင်ကိုဟာလို့မတတ်မှတ်ဘူးဆိုလို့ရှင်တောကဘလူးတွေမှာဖြစ်တော့ဘူးလေ ဒါကငါသာတာငါသမီးဒါကငါပစ္စည်းဒါငါအမိဒါငါအမငါမောင်နှမစသဖြင့်ငါနဲ့သိမ့်ပိုက်ထားတာမှန်တယ်မြတ်တော့ကဖြစ်เสียအားကြီးပဲနောက်ဆုံးမှာငါဆွေမျိုးငါတငယ်ချင်းဆိုတာပါပါသေးငါပစ္စည်းငါဥစ္စာဟောအဲ့ဒါလို့ပြတ်တာမှုကိုအခြေခံပြီးတော့ထင်မြင်ယူဆမှုသိမ့်ပိုက်မှုတွေရှိနေသေးတယ်မြတ်ကာလပတ်လုံးသူတို့အတွက်မှာတော့ကဖြစ်မှာပဲအဲ့တော့တော့ကဆိုဒီမှာ တွေ့တာမှုတွေကိုအခြေခံပြီးတော့လာတယ်နောက်ဆုံးဘသူမှတွေ့ကြရမရှိရင်ကိုယ့်အကိုတွေ့တယ်လေကိုယ့်ကိုကိုယ်တွေ့ရင်လည်းကိုယ့်အတွေ့တော့ကဖရာယာနာဖြစ်သွားရင်စဉ်းစားကြည့်ဖရာယာနာဖြစ်သွားပြီဆိုတာဟာဘသူကမှမတွေ့ဘူးသူ့ကိုယ်သူလည်းမတွေ့တော့ဘူးသူ့အသက်ကိုလည်းမတွေ့ဘူးသူ့ခန္ဓာကိုလည်းမတွေ့ဘူးသူတွေ့เสียရဆိုတော့ဘာမှမရှိတော့ဘူးမရှိတော့ဘူးဆိုတော့တော့ကပဲရလာမှာတော့ လာကြမရှိတော့ဘူးလေတောကလမ်းကြောင်းတွေအကုန်ပိတ်သွားပြီတောကလာတာတွေ့တာမှုလမ်းကြောင်းကလာတာလေအတွေ့တာမှုတွေအကုန်လွတ်လိုက်လူတွေမှာတည်ပြင်တွေ့တာမှုတွေဘလောက်ဖြတ်ဖြတ်ဘုန်းကြီးတွေရောတောကမရှိဘူးလားရှိတယ်လေနော်ဘာလို့လဲဆိုငါအကြောင်းလို့ငါငါတကာတို့ငါတကာမဆိုတာဒါရှိသေးတာဟုတ်နော် ကားပိုင်ရင်လည်းငါကားဆိုတာလေးရရှိသေးတယ်အဲ့ဒါရှိနေရင်တော့တောကရှိအောင်မှာပဲသို့တော့ပိုင်ဆိုင်တိုင်းတောကဖြစ်သလားလို့ဆိုမှဖြစ်ဘူး နော်ပိုင်ဆိုင်တာနဲ့တောကဖြစ်သလားဆိုတော့မဖြစ်ဘူးတွေ့တာမှတောကဖြစ်တယ်အဲ့တော့မတွေ့တာအောင်ရှော့ချတာရအောင်ဒီလိုဆိုလိုတာနော်